သင်ခန်းစာလေးအမှန်တကယ်လမ်းပြနိုင်မဲ့မန်တာကိုရှာဖို့လိုတယ်။ရှင်မင်းဂျပန်ကိုဆက်ရောက်တော့ startup စခြင်းနဲ့ email ရှိခဲ့တယ်။ဒါပေမဲ့ဘူးကူမင်းရမလဲမသိခဲ့ဘူး။ idea တွေတော့အများကြီးရှိပေမဲ့ဘယ်ကဘလို့စရမယ်မှန်းမသိခဲ့ဘူး။ဒီလိုနဲ့ရင်မင်းနန်းချောင်းပြပြီးမဲ့ mental လိုအနေရာကိုနားလည်လာတယ်။ဒါကြောင့် mental တွေနဲ့တွေ့ဆုံနိုင်ဖို့ကိုစူးစမ်းခဲ့တယ်။ mental တွေကိုဘယ်လိုရှာရမလဲ။ နံပါတ်1 event တွေ workshop တွေကိုတွားတက်ပါနံပါတ်2 network လုပ်ပါနံပါတ်3ကိုယ့်ရဲ့ passion တွေကို ပြောပြပါတချို့တွေကသူရဲ့အောင်မြင်မှုတွေပဲပြောနေတတ်ပြီးကိုယ့်အကျင့်တွေကိုလှည့်လည်ရှုတတ်တယ် attendees လို့ဆက်ဆံတတ်တယ်ဒါမျိုးတွေကိုတည်ထားပါဒီလိုလူမျိုးတွေကကိုယ့်ဘဝအတက်မန်ချက်ကောင်းနေမှာမဟုတ်ပါဘူး ရမင်းသားလေးမန္တရကောင်းဆိုတာကတငယ်ချင်းတို့ကိုမိခုနေမိမယ်တွေးတွေကိုစိန်ခေါ်မယ် action plan တွေဆွေးနွေးမယ်ပြီးတော့ချိန်ဆက်တွေနဲ့ဆက်တွေ့ပြီး networking ချဲ့ပေးမယ်တို့ဆိုလို့ရမင်းဆို motivation မရှိရဲ့အချိန်ကြီးရှိရဲ့အထူးသဖြင့်ဂျပန်စာလုပ်တဲ့အချိန်ဒါပေမဲ့ဂျပန်မှာနေပြီးဂျပန်စာမရရင်ကြောင်းပြီးတဲ့အခါကျအလုပ်ရဖို့အခက်တွေ့လိမ့်မယ်ဆိုတာရမင်းသိနေရဲ့ ဒီเจ้าတွေကိုယမေရဲ့မန်ထန်နဲ့ပြောဖြစ်တဲ့အခါမန်ထန်ယမေကို challenge ခေါ်လိုက်။ယမေကြံနေတဲ့နှစ်နှစ်တွေမှာ JLPTN1 အောင်မယ်ဆိုရင် Tokyo Disneyland ticket စုချမယ်ဆိုပြီးတော့ပြောလိုက်။ဒီစကားကိုယုတ်တရက်ကြီးကြားလိုက်တော့ motivation ရသွားတယ်။တစ်ချက်ကတော့ Tokyo Disneyland ကိုသွားခြင်းနဲ့အိမ်မက်ကိုမန်တာတည်နေရတယ်။နောက်တစ်ချက်ကတော့မန်ထန်ရဲ့ယမေအပေါ်မှာထားတဲ့ မင်းလုံးနိုင်တယ်ဆိုရဲ့ယုံကြည်မှုခံစားရလိုက်တာရဲ့အကောင်းဆုံးစုရီဆိုတာကိုယ့်ကိုယုံကြည်ပေးတဲ့သူတွေရှိနေတယ်ဆိုတဲ့အတိပါပဲရေဘီရုပ်ဘဝမှာမန္တာကောင်းနေတဲ့ဆုံးတွေ့ခြင်းဟာဘဝကိုတစ်စစ်ချိုးပြောင်းလဲလာအောင်လမ်းဖွင့်ပေးနိုင်ပါတယ်ဒီဗီဒီယိုလေးကတငယ်ချင်းတို့အတွက်အထောက်အကူဖြစ်ခဲ့တယ်ဆိုရင် like and subscribe လေးလုပ်ပြီးလိုအပ်တဲ့တငယ်ချင်းတွေမျှဝေပေးသွားပါအောင်နော်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။အားလုံးပဲတတား။